ံပါတ်6ကြတော့အခုကျွန်တော်တောက်လျှောက် step by step သွားလာတာအဲပထမအဆင့်ကနေဒီနံပါတ်5အဆင့်ထိကျော်ဖြတ်လာပြီတိုးချဲ့ဖို့အတွက်လုပ်ငန်းတည်ထောင်အစ်စ်တည်ထောင်ဖို့ပေါ့နော်ခုနကမျိုးကျွန်တော်ဆိုစေပညာဆိုင်အစ်စ်ဘဏ်ကောင်းမှာဖွင့်မယ်ဆိုရင်ငွေကြေးထောက်ပံ့လဲရပြီဆိုရင်နောက်တစ်ခုကကျွန်တော်လုပ်ငန်းကိုစတင်တည်ထောင်ရတော့လုပ်ငန်းစတင်တည်ထောင်နေဆိုတာကျွန်တော်ဟိုပထမ slide မှာပြောခဲ့တဲ့တရားဝင်ကုမ္ပဏီသို့မဟုတ် တရားဝင်ဖွဲ့စည်းတခုတည်ထောင်ရအောင်မယ်စီမီစီကန်အတိုင်းတို့ရဲ့နိုင်ငံစီမီစီကန်အတိုင်းလိုင်းလာပြီအဲ့ဒီမှာအစင်းစားတုံးတက်ရမယ်သိရှိထားရမယ်အပိုင်းအား၄ပိုင်းရှိတယ်ပထမတက်နံပါတ်1ဒီမှာတော့ကျွန်တော်ဒါအင်္ဂလိပ်ဟိုစကားလုံးလေးနဲ့တွားထားတာပေါ့နော်ကျွန်တော်တစ်ချက်သေချာရှင်းပြရအောင်နံပါတ်1က corporate structure ဆိုတာဘာပြောရလဲဆိုကျွန်တော်တည်ထောင်မဲ့ကုမ္ပဏီပုံစံကဘယ်လိုပုံစံလဲအဲခုနပြောလို့ဒီနံပါတ်1ခေါင်းစဉ်အောက်မှာလဲ အကျယ်ပြန့်ကျွန်တော်အများကြီးဆွေးနွေးလို့ရတယ်ဒါပေမဲ့ရေဘူးရအဖြစ်ကျွန်တချက်ဒီဟိုအကြံဉာဏ်လေးရှင်းရမှာเนาะကုမ္ပဏီတည်ထောင်တဲ့အခါမှာကုမ္ပဏီရဲ့အဖွဲ့အစည်းတည်ဆောက်မှု structure ကကျွန်တော်နှစ်မျိုးစဉ်းစားလို့ရတယ်ဒီ holding နဲ့ stand alone holding ဆိုတာကြတော့ဒီဟိုဘယ်လိုပြောမလဲကုမ္ပဏီတစ်ခုရဲ့အပေါ်မှာတရားရာဂိုင်းတော့ပိုင်ဆိုင်မှုဂိုင်ထားတဲ့ဒီ မိခင်ကုမ္ပဏီပဲခေါ်ပါတယ်။မာသားကုမ္ပဏီ holding ကုမ္ပဏီပေါ့။ standalone ကြတော့တကယ်ကိုလုပ်ငန်းကို run မဲ့ကုမ္ပဏီတည်ထောင်တာကိုပြောတာ။ဘာလို့ဆိုလာလဲဆိုတော့တချို့လုပ်ငန်းရှင်တွေဥပမာကျွန်တော်ကဇမင်ညက်ဆိုင်ပိုင်နဲ့ပိုင်ရှင်ကျွန်တော်အနေနဲ့ကဒီယိုရီးယားမှာဘန်ကောက်မှာ time ဈေးကွက်မှာလုပ်ငန်းတိုးချဲ့ရရဆိုရင်အကြောင်း reason ကဈေးကွက်အစ်စ်ရှာတာအပြင် တစ်ချိန် ကြာရင်နောက်9နှစ်6နှစ်9နှစ်ကြာလို့ရှိရင်ကျွန်တော်အနေနဲ့ကဒီလုပ်ငန်းကိုကောင်းကောင်းလဲပတ်လာအောင်လုပ်နိုင်ပြီးလုပ်ငန်းရဲ့တန်ဖိုးတက်လာတဲ့အခါမှာဒီလုပ်ငန်းကိုနောက်တခြားရင်းနှီးမြှုပ်နှံသူသုံးမဟုတ်ကျွန်တော်ခုနပြောခဲ့လို့လိုမျိုးတခြားနိုင်ငံကဒီဈေးကွက်ထဲကို acquisition လုပ်ငန်းဝယ်ယူခြင်းဘယူဟာနဲ့ဝင်လာခြင်းနဲ့လူမျိုးရှိတယ်ဆိုရင်ကျွန်တော်ကအဲ့ကုမ္ပဏီကိုပြန်ပြီးတော့ဆိုရင်ကုမ္ပဏီကိုလုပ်ငန်းကို ပြန်ပြီးရောင်းချမဲ့အကြံပေါ့နော်ဒီရောင်းချမဲ့ target တခုရှိရဲဆိုလို့ရှိရင်ကျွန်တော်ကခုနလိုမျိုးအဲ့ဒီဘန်ကောက်မှာရှိတဲ့လုပ်ငန်းစုကုမ္ပဏီကိုပြန်ပိုင်နိုင်မဲ့တရားရဂိုင်းလုံး holding ကုမ္ပဏီတခုတခြားနိုင်ငံမှာကျွန်တော်တည်ထောင်ထားလို့ရတယ်ဒါတော့ကျွန်တော်အသေးစိတ်တော့မသွားတော့တာသူ့နောက်ွယ်မှာတော့အများကြီးရှိရပါတော့။ဘာကြောင့်ကျွန်တော်ကအဲ့ဂျိုဒီယာကလုပ်ငန်းကို run နေတဲ့လက်ပတ်နေတဲ့ ကုမ္ပဏီအပေါ်မှာတရားခိုင်နှုန်းပိုင်တဲ့နောက်ထပ် holding ကုမ္ပဏီတစ်ခုတည်ထောင်လဲဆိုတော့တချို့စီးပွားရေးလုပ်ငန်းရှင်တွေကခုနကျွန်တော်ပြောသလိုမျိုးတချိန်ကျရင်ကုမ္ပဏီတံပိုးတက်လာတဲ့အခါမှာကုမ္ပဏီကိုရောင်းကျင်တာဖြစ်ဖြစ်တခြားအသက်တခြားနိုင်ငံတခြားစီပိုင်းဟိုဇပင်းဆိုင်ပါရှင်တယောက်ကကျွန်တော်ကုမ္ပဏီကိုပြင်ပြီးဝယ်ခြင်းနဲ့ဆိုလို့ရှိရင်မြန်မာကုမ္ပဏီပါရှင်တတော်များများကဒီဘန်ကောက်ကဆိုင်လုပ်ငန်းကိုရောင်းလိုက်တယ်ဆိုလို့ရှိရင် တို့ရလာမဲ့ဝင်ငွေပေါ့ဝင်ငွေဆိုတာဒီဥမာဘန်ကောက်ကဆိုင်ကိုကျွန်တော်100နဲ့ရောင်းလိုက်တယ်အဲ100ဝင်လာတဲ့ဝင်ငွေကိုယိုရီးယားလိုဈေးကွက်ပေါ့နော်နိုင်ငံယိုရီးယားတို့ကမ်ဘောဒီးယားကိုလည်းပါတော်တော်များများမှာကအဲ့ဒီဝင်ငွေကိုဒီနိုင်ငံသားသားပိုင်ရှင်တယောက်အနေနဲ့ကတရားရခိုင်တော့သူတို့ပေးပိုင်ဟိုပြန်ရဖို့သူခွင့်မပြုတချို့လုပ်ငန်းတွေမှာကြတော့ ပြည်တွင်းမှာရှိတဲ့ဒီမိဖက်ပါတနာတယောက်ပါမှဒီလိုမျိုးလုပ်ငန်းကိုရောင်းဝယ်ရှိတယ်။အဲ့ဒါဖြစ်တဲ့အတွက်တော်တော်များများအထူးသဖြင့်မြန်မာလုပ်ငန်းရှင်တွေပေါ့နော်အဒီဒီဒီဖွဲ့စည်းပုံ structure ဘိုင်းကိုစဉ်းစားတဲ့လုပ်ငန်းတော်တော်များများတော့လုပ်ငန်းကြီးတွေဖြစ်ကြတယ်။ဘာကြောင့်ဒီ holding company ကအားသာချက်ရှိလဲဆိုတော့ခုနလိုမျိုးကျွန်တော်အနေနဲ့ဘဏ်ကောက်မှာရှိတဲ့လုပ်ငန်းလက်ပတ်နေတဲ့ company ကိုတစ်ချိန်ရောင်းထုတ်မယ်ဆိုလို့ရှိရင် holding company ရှိရင်အဲ့ဒီဝယ်မဲ့ကျွန်တော်ရဲ့ sign ဝယ်မဲ့ရေရှည်တစ်ချိန်မှာတခြားနိုင်ငံကဝင်လာတဲ့လုပ်ငန်းရှင် sign ပိုင်ရှင်ကဝယ်မဲ့သူကတရားကျွန်တော်အနေနဲ့ဒီ sign ကို100နဲ့ရအောင်ရယ်ပတ်စံခြေတဲ့အခါမှာ100ခြေတဲ့အခါမှာကျွန်တော်ကိုထိုင်းနိုင်ငံတွင်မှာရှိတဲ့ company ကို100ရာခိုင်နှုန်းပေးစရာမလိုတော့ဘဲနဲ့အဲ့ဒီ holding ဒီ level ပေါ့အဲ့မှာဒီ100ကိုပေးခြေလိုက်လို့ရတယ်အဲ့ကြရင်ကျွန်တော်အနေနဲ့ကဒီဘဏ်ကောက်မှာရှိတဲ့ sign လုပ်ငန်းစုကိုသူ့ရောင်းပြီးသားလည်းဖြစ်တယ်လို့ရလာတဲ့အကျိုးအမြတ်တရားကိုထိုင်းနိုင်ငံမှာမယူတော့ဘဲနဲ့ကျွန်တော် holding တည်ထောင်ထားတဲ့နိုင်ငံ holding company level မှာကျွန်တော်ယူလိုက်လို့ရတယ်။အဲ့လိုမျိုး holding company ယူလို့ရတဲ့နိုင်ငံတွေကလည်းအကုန်လုံးတော့မရတချို့တလေမှာရှိတယ်။ဒါပေမဲ့ဒါကျွန်တော်ဒီလုပ်ငန်းစတင်တည်ထောင်တဲ့အခါမှာတည်ထောင်နိုင်တဲ့ option တခုရှိလေရှိတာရှိတာကိုကျွန်တော်နေရှင်းပြ။ဒီကောင်ကတော့ ကုမ္ပဏီကြီးတွေတော်တော်များများမှာအသုံးပြုတယ်။ဒီမျိုးအသေးစားအလက်စားတွေအနေနဲ့ဆိုရင်တော့တော်တော်များများမတုံးကြတာများတယ်။သို့တော့တိုးပေမဲ့လည်းတချို့ရကြတော့ခုနကကျွန်တော်ပြောလို့တစ်ချိန်ကျရင်လုပ်ငန်းရောင်းချင်တဲ့အကြံ target ရှိရဆိုရင်တချို့ကျ holding company ကိုနိုင်ငံတကာနိုင်ငံမှာတွားပြီးတည်ထောင်ထားပြီးတော့မှအဲ holding company ကနေကိုယ်ရေလုပ်ငန်းလက်ပတ်နေတဲ့ခုနကျွန်တော်ပြောလို့ဘဏ်ကောက်မှာကျွန်တော်စာရင်တစ်ကိုလက်ပတ်နေတဲ့ company ကိုပြန်ပိုင်ပြီးတော့ဒီဖွဲ့စည်းပုံ structure တည်ဆောက်ထားမှုလည်းရှိတယ်။ဒါ holding ပေါ့ စတန်လုံးကတော့ရှင်းတယ်အကျွန်တော်အနေနဲ့ဘန်ကောက်မှာယူရီးယားနိုင်ငံမှာသွားပြီးတော့စိုင်သစ်ဖွင့်တယ်အဲ့စိုင်ကိုလက်ပတ်ဖို့အတွက်ကျွန်တော်ထိုင်းမှာကုမ္ပဏီတက်ထောင်တယ်ဒါကတော့စတန်လုံးဆိုတော့ခုနဖွဲ့စည်းပုံတိဆောက်မယ်ဘယ်လိုတိဆောက်မယ်ဆိုရအောင်လေကျွန်တော်တည်ထားရမယ်စဉ်းစားထားရမယ်နံပါတ်1နံပါတ်2ကကြတော့โอเคကျွန်တော်ဘန်ကောက်မှာစေဘညက်ဆိုင်ဖွင့်မယ်အဲ့အတွက်ကုမ္ပဏီထောင်ရမယ်ဆိုရင်ကုမ္ပဏီထောင်ဖို့လိုအပ်တဲ့ဒီ register ကုမ္ပဏီ register လုပ်ဖို့အတွက်လိုအပ်တဲ့ စာရဲစာရင်းတွေပါရရှိရဆိုတည်ထားရမယ်ဟိုအရင် step ကအာဟိုတည်ထားတဲ့ဥပဒေစည်းမျဉ်းစည်းကမ်းတွေကိုပြန်ပြီးတော့ကျွန်တော်တို့ပြန်နှွေးရမယ်ပြန်ပြီးတော့သုံးသပ်ရမယ်စဉ်းစားထားရမယ်ပြီးရင် shareholder ဘယ်လောက်ထားရမလဲခုနကကျွန်တော်အရင် step မှာပြောခဲ့လို့ဖွဲ့စည်းပုံဥပဒေ corporate law အရာ shareholder တယောက်ရှိလို့ရလားဒါမို့နှစ်ယောက်အနည်းဆုံးရှိရမှာလားဒါမို့ shareholder share ရှင်ထဲမှာသူတို့ပြည်တွင်းကထိုင်းလူမျိုးတယောက်ပါဟောပါမှာလားဒါတွေကိုကျွန်တော်သိထားရမယ်စဉ်းစားသုံးသပ်ရမယ်နံပါတ်3 corporate secretary corporate secretary ဆိုတာကျွန်တော်လူပုဂ္ဂိုလ်ပြောရမှာမဟုတ်ဘူး corporate secretary service တွေကိုပေးတဲ့ဖွဲ့စည်းဆိုတာရှိတယ်သူတို့ကဘာလို့ပေးရလဲအဓိကကျွန်တော်တို့ဓမ္မနှစ်ဖြစ်တဲ့ company register လို့ပေးတာဒီ shareholder တွေဘယ်နှခုရှိရမယ်ဆိုရင်အကြံပေးတဲ့ company မျိုး corporate secretary company လို့ကျွန်တော်ခေါ်တယ်ဒါကိုလည်းကျွန်တော်တို့ကအာနိုင်ငံတကာနိုင်ငံဈေးကွက်အစ်စ်ကိုဝင်ပြီဆိုရင်မဖြစ်မနေကိုအဲ့ဒီ ကြံပေးတဲ့ corporate secretary service ပေးတဲ့ company ကိုကျွန်တော်ကခန့်ရတဲ့အလုပ်အမ်။ဘာကြောင့်လဲဆိုတော့တို့တော့ကြာတို့နိုင်ငံရဲ့စီဥပဒေစီမံစီကံတွေကိုတည်ရယ်။တို့ company တခု register လုပ်ပြီဆိုကျွန်တော်ဒီမြန်မာပြည်မှာ Tiger မှာ register လုပ်လို့မျိုးပေါ့။စီမံစီကံတွေတို့ကကျွမ်းကျင်တယ်။အဲအဲ့ဒီ corporate secretary ခန့်ဖို့စဉ်းစားရတုံးတက်တဲ့အခါမှာလည်းတို့ရဲ့ fee ကဘယ်လောက်ရှိရတဲ့အတိုင်းစဉ်းစားရမယ်။တို့ဒီဟိုဈေးကွက်ထဲမှာဒီနိုင်ငံမှာတို့ service ပေးနေတာဘယ်လောက်ကြာပြီလဲ experience ရှိလားမရှိလားဒါလည်းစဉ်းစားသုံးသပ်ရမယ်။အဲနောက်ဆက်နံပါတ်၄နေနဲ့ကတော့ကျွန်တော်ဟိုပထမ slide မှာပြောခဲ့လို့ဒီ banner နဲ့ဘဏ်လုပ်ငန်းဆိုင်ရာ system တခုဒါရှိရမယ် banking setup မှာ pay ban ကိုရွေးမှလည်းဘယ်လို account မျိုးဖွင့်မှလည်းပြီးလို့ရှိရင်ဒီ bank account ကို shareholder ဘယ်နှယောက် sign ထိုးမှဒါပတ်စံထုတ်လို့ရတယ်တွန်းလို့ရတယ်ဒါတွေပေါ့ဆိုတော့လုပ်ငန်းတခုဒီထောင်တဲ့အချိန်မှာဒီ၄ချက်ကိုလုံးဝကို ကြိုစဉ်းစားထားရမယ်ကြိုပြီးတော့လည်းဒီအချက်တစ်ခုချင်းစီမှာဘယ်လိုလှုပ်ဆောင်သွားရမလဲဆိုတာကိုကြိုပလန်လုပ်ထားရမယ်ပြီးရင်အဲ့ဒီအတိုင်းကျွန်တော်တို့ဆက်ပြီးတော့လှုပ်ဆောင်သွားလို့ရတယ်ဒါကတော့ခုနလိုမျိုးဟိုငွေကြေးထောက်ပံ့လည်းရှိပြီးလုပ်ငန်းတိုးချဲ့တော့မယ်ကျွန်တော်ဆိုစိုင်းမရှင်တယောက်အနေနဲ့စပင်းညဆိုင်စိုင်းမရှင်တယောက်အနေနဲ့စပင်းညဆိုင်တိုးဖွင့်အောင်မယ်ဆိုရင်လုပ်ငန်းတည်ထောင်ဖို့လည်းကျွန်တော်ဒါတိရှိပါပြီတုံးတက်ပြီးပါပြီဆိုရင်နောက် step အဆင့်တစ်ခုသွားမယ်နံပါတ်9နံပါတ်9ကကြတော့ ကျွန်တော်တို့ company လုပ်ငန်းတစ်ခုလည်းရပြီးစိုင်လဲစဖွင့်ပြီးဆိုလို့ရှိရင်ဝန်ထမ်းတွေခန့်ရအောင်မယ်ဝန်ထမ်းတွေကိုလေ့ကျင့်ပေးရအောင်မယ်နောက်ပြည်တွင်းမှာမိဖက်တွေကိုရှာဖွေရအောင်မယ်အဲ့မှာကျွန်တော်တို့ ਨੇ အချက်၄ချက်တည်ထားအဓိကသူတို့ရဲ့နိုင်ငံတွင်းကပြည်တွင်းလုပ်သားတွေကိုခန့်မလားကိုရီးယားမြန်မာပြည်ဘက်ကခုနပြောလိုမျိုးဟိုဟိုလောက်ဆောင်နိုင်စွမ်းရှိရဲ့မြန်မာနှစ်ယောက်ကိုခေါ်လာပြီးပြပလို့တာခက်မှာဒါကြီးကျွန်တော်စဉ်းစားပြီးရင်ကျင်းမှုနဲ့သူတို့ရဲ့ဘာသာစကားကွဲပြားမှုတွေကို ဇာယောညီတွေဖြစ်အောင်ဝန်ထမ်းလေ့ကျင့်ရေးအစီအစဉ်တွေလုပ်ပေးရမယ်။ပြီးရင် data ဆိုင်ရာကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့မိဖက်တွေကိုရှာဖွေပြီးသူတို့ရဲ့ပံ့ပိုးမှုတွေကိုလည်းရယူပါမယ်။ဘာတချို့နေရာတွေတချို့အခန်းကဏ္ဍတွေမှာကိုယ်တွေမသိရဲ့အားဖြင့်ပြည်တွင်းရမိဖက် partnership partner တွေကပို့ပြီးတည်ကောင်းတည်နိုင်။နောက်ဆုံးအနေနဲ့တော့အရေးပါတဲ့ပြည်တွင်းအဆက်အသွယ်ကွန်ရက်ကိုကျွန်တော်ထားရှိထားမယ်။ဥပမာကျွန်တော်ကစီဗင်ညက်ဆိုင် partner တယောက်ဆိုရင်စီဗင်ညက်ဆိုင်အာ သူတို့ရဲ့ဒီဘဏ်ကောက်မှာရှိတဲ့စပယ်ညဆိုင်ဈေးကွက်ထဲမှာရှိတဲ့နောက်ပြီးတော့မိဖက်ပညာရှင်တွေပါတနာတွေပြီးရင်ကျွန်တော်ဒီစပယ်ညဆိုင်အတွက်ထိုင်းကုန်တွေလာပေးမဲ့ supplier အစသူတို့ရဲ့ဒီပြည်တွင်းရဲ့အဆက်အသွယ်ကုန်ရတခုကိုထားရှိထားတယ်ဒီလေးခုကိုကျွန်တော်အနေနဲ့နောက်တစ်ဆင့်အနေနဲ့အာလှုပ်ဆောင်နိုင်ပြီဆိုရင်နံပါတ်၈ကကျွန်တော်တို့ပြည်တွင်းမှာပြည်တွင်းကဖောက်တယ်နဲ့ကိုက်ညီမဲ့ဈေးွက် ရှာဖွေရပြီပါ marketing ပေါ့အဓိက marketing တွေကိုကျွန်တော်တို့လုပ်ဆောင်အောင်ဒါကတော့ဟို marketing ကကျွန်တော်ဒေးစိတ်တော့မသွားတော့ဘူးပေါ့နော်အလုံးလဲကျွန်တော်များလည်းသိရှိပြီးတာဖြစ်မှာပါဒီ internet online တို့မို့ offline ရှာတာတော့တို့ပြီးတွင်ဥမာကျွန်တော်အနေနဲ့စပင်ညက်ဆိုင်ဘဏ်ကောက်မှာခွင့်ရဆိုရင်တို့ရဲ့စပင်ညက်ဆိုင်ဈေးကွက်နဲ့ဒီ asset တဲ့ influencer တွေတုံးချမလားပြီးလို့ရှိရင် social media တုံးချရမယ်ဘာသာစကားနဲ့ယဉ်ကျေးမှုနဲ့လိုက်ရောညှိထွေးစွာဖြစ်စေရမယ် တချို့ကြော်ညာတဲ့ဟာမှာမယူရီးယားဘာသာစကားတောင်းရမယ်အဲလိုမျိုးပြီးပြည်တွင်းဈေးကနဲ့လည်းတဟဇာတာဖြစ်အောင်ပြည့်လို့ရမယ်ဆိုတဲ့အချက်၅ချက်ကိုကျွန်တော်တို့ကခေါင်းထဲထည့်ပြီးတော့ဈေးွက်ရှာဖွေတဲ့ view ဟာတွေကိုချမှတ်ရမယ်လှုပ်ဆောင်ရမယ်ဒါပြီးလို့ရှိရင်ကျွန်တော်တို့အနည်းငယ်လေးရပြီ marketing ကြော်ညာတဲ့အခန်းကဏ္ဍတွေလည်းပြီးသွားပြီဆိုရင်နံပါတ်6အဆင့်ဟာကျွန်တော်ရဲ့ဆိုင်ကိုစ run နေပြီ run နေပြီဆိုတဲ့အခါမှာကျွန်တော်တို့ဒီလုပ်ငန်းရဲ့စွမ်းဆောင်ရည်အကန့်မှတ် အကဲဖြတ်မှတ်တမ်းပြုစုဖို့အတွက် record တွေပေါ့ record တွေဘဏ္ဍာရေးစွမ်းဆောင်ရေးစသဖြင့်အဲ့အရာတွေကိုကျွန်တော်တို့ကမှတ်ထားပြီဥပမာဒီမှတ်ထားရဆိုတဲ့အခါမှာကျွန်တော်အချက်အဓိက၅ချက်ရှိတယ်ပထမချက်ကဘဏ္ဍာရေးစွမ်းဆောင်ဒုတိယချက်ကကြတော့လုပ်ငန်းဆောင်ရွက်မှုထိရောက်မှုတတိယချက်က customer နံပါတ်၄ရကြတော့ဒီအမှတ်စိတ်ကိုယ့်ရဲ့နာမည်စိုင်းနာမည်ကြော်ကြားမှုဘယ်လောက်ရှိလဲနံပါတ်၅ကတော့သတိထားမယ့်အချက်တွေပေါ့ ဥပမာဘန်ဒါရေးစွမ်းဆောင်ရည်မှာဆိုရင်ကျွန်တော်ကျမ်းရေးအယိုးရှင်းဆုံးဆိုရင်ကျွန်တော်ဆိုင်ရဝင်ဝင်ဘလောက်ကြီးထွားလာပြီလဲဘလောက်တိုးတက်လာပြီလဲအဲဒါတွေကိုကျွန်တော်တို့အမြဲတမ်းအမှတ်တမ်းပြုစုရမယ်အမြဲတမ်းကိုကျွန်တော်အကဲဖြတ်နေရမယ်ဒီလုပ်ငန်းဆောင်ရမှုဆိုလို့ရှိရင်ကျွန်တော်တို့ဒီလုပ်ငန်းတိုးချဲ့လိုက်တဲ့အခါမှာမှန်ထားတဲ့ဒီ cost နဲ့တကယ်ကိုလုပ်ငန်းတိုးချဲ့ပြီးအခါမှာတကယ်ကုန်ကြပါရဲ့ cost ဟာငါရဲ့ budget က over budget ပိုလာလားနည်းပါလားဒါတွေလည်းကျွန်တော်သိတာအဲပြီးလို့ရှိရင်နံပါတ်3ဦးမှာ customer ဂျင်းနေမှုတွေ့ကြုံဆိုရင်တော့ဒါ sit down ကောက်တာ customer survey လုပ်တာ net promoter score ဆိုတာကြတော့ကျွန်တော် survey ကောက်တဲ့အခါမှာကိုရီးယား customer တွေရောအော်မင်းနေနေငါရဲ့စပယ်ညက်ဆိုင်ကိုတခြားတည့်ရဲ့မိတ်ဆွေတို့မတငယ်ချင်းကို recommend အကြံပြုဂျင်ပါလားအကြံမပြုဂျင်ပါလားဆိုပြီးမေးရပြုဂျင်နေဆိုရင်ဒါကိုကကိုစက်တန်းကောက်လိုက်တဲ့ဒါဖောက်တဲ့တယောက် customer တယောက်က promoter တယောက်ဖြစ်သွားတဲ့ promoter score ပုံမြင့်ပါတယ်အဲ့ဒါကိုဆိုလို့အဲဒါ customer ကျင်းနေမှုပေါ့နော်နံပါတ်၄ကကျတော့ကိုယ့်ရဲ့ဒီနာမည်ပေါ့ assign နာမည်တော့မဟုတ်အမှတ်တစိ brand ကြော်ကြားမှုကိုအာဒါဟိုကဲဖြတ်မှတ်တမ်းပြုဆိုတာအာဒီမှာ social media facebook မှာအဲ follower များလာလာ comment လောက်လာပါလာပေါ့နော်ဒါရောကြော်ညာအားဘလောက်ထိရောက်လဲ effective ဖြစ်လဲဆိုတာကိုဟိုပြန်ပြီးတော့ဟိုတိုင်းတာ နောက်ဆုံးအနေနဲ့ကတတိထားမဲ့ညွန်ပြဟိုပါတော့ညွန်ပြချက်တွေဥပမာအရေးကြီးဆုံးကတော့ဒီနိုင်ငံခြားအငွေကြေးနှုန်းကွာဟမှုပေါ့ကိုအနေနဲ့ခုနပြောလို့ကိုရီးယားမြန်မာနိုင်ငံရဲ့စီပင်ညက်ဆိုင်ပိုင်ရှင်ဖြစ်တဲ့အတွက်ဒီကနေလုပ်ငန်းမြန်မာနိုင်ငံလုပ်ငန်းတွေကဒီအတွင်းဘန်နာတို့မဟုတ်ငွေကြေးတို့အသုံးပြုပြီးတော့ဒီဘက်မှာလုပ်ငန်းတိုးချဲ့ဆိုရင်မြန်မာနဲ့ဟိုဘက်မှာလုပ်ငန်းတိုးချဲ့ဖို့အသုံးပြုဖို့ထိုက်ပတ်ပြောင်းလဲမှုဒီ conversion အငွေကြေးနှုန်းတစ်ခုပြောင်းလဲထားဖြစ်တဲ့အတွက် ကိုယ်အနေနဲ့ကဒီလုပ်ငန်းကိုလက်ပတ်နေတဲ့အခါမှာဒီတုံးပြုခဲ့တဲ့ငွေကြေးအဲ rate ပေါ့ငွေအာကွာဟမှုကိုကာဗာဖြစ်ပြီလားသို့မဟုတ်ဆက်လက်ပြီးတော့ကာဗာမဖြစ်သေးဘူးမိဖို့အတွက်ဘယ်လောက်လိုသေးလဲဒါရီယာစပေါ့နော်ကိုယ်အနေနဲ့ပြန်ပြီးတော့တိုင်းတာရမယ်မတန်ပြူစီရမယ်ဆိုတော့ဒီကတော့ဒီနံပါတ်ကတော့အမြဲတမ်းလုပ်ငန်းတစ်ခုလုပ်နေတဲ့ကာလတစ်လျှောက်မှာအမြဲတမ်းကိုကိုယ်အနေနဲ့စွမ်းဆောင်ရည်ကိုအကဲပြတ်မတန်ပြူစီရမယ်အစင်ပေါ့ ဲရအောင်မှာကိုအနေနဲ့โอเคကျွန်တော်အနေနဲ့ဘန်ကောက်မှာဒီစိုင်းလဲဖွင့်ထားနေကြပြီတစ်နှစ်နှစ်နှစ်လောက်ရှိပြီခုနလိုမျိုးအာ KPI တွေခုနကျွန်တော်နံပါတ်6အဆင့်မှာပြောခဲ့တဲ့အကဲဖြတ်မတန်ပြူစုတဲ့တိုင်းတာမှုတွေအားလုံးကကောင်းလာပြီဆိုရင် နောက်ဆုံးအဆင့်ရကြတော့ကျွန်တော်အနေနဲ့โอเคဘန်ကောက်ကနေဥပမာချမ်းမိုင်ကိုထက်ချေတော့မယ်ချမ်းမိုင်ကနေပတ္တိယကိုထက်ချေတော့မယ်ပတ္တိယကနေတခြားယူရီးယားမှာရှိတဲ့မြို့ကိုချဲ့မယ်ချဲ့ရဆိုတဲ့အခါမှာလေခုန ျွန်တော်လမ်းစဉ်အဆင့်နေအကောင်လုံးတေးချာကြော်ဖြတ်လေးလာတုံးတက်ပြီးတော့ကြော်ဖြတ်လာပြီးတော့တိုးချက်နိုင်ပြီးဆိုရင်ကျွန်တော်တို့ထားရနေဒီ local local ဆိုဘန်ကောက်ကနေ domestic domestic ဆိုတာဘန်ကောက်ချမ်းမိုင်ပတရားဖူခတ်ဖြစ်နိုင်တယ်။အဲ့အနေမှာဆက်ပြီးအောင်မြင်လာရင်ယူရီးယားမှာကျွန်တော်လုပ်ငန်းတိုးချက်ပြီးပြီဆိုရင်တခြားနိုင်ငံတွေကိုထပ်ပြီးတော့ဒီမဟာဗျူဟာအဆင့်ဆယ်ဆင့်ကိုဖြတ်တန်းပြီးတော့အလားတူပဲ ျွန်တော်တို့တိုးချင်နိုင်တယ်။တကယ်တော့အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်သွားပြီဆိုရင်မြန်မာပြည်မှာမဟုတ်တော့ဘူးကျွန်တော်ရဲ့စပယ်ညက်စာဒီစိုင်လေးတွေကမြန်မာပြည်လည်းရှိရယ်ယူရီးယားလည်းရှိရယ်ကမ်ဘောဒီးယားလည်းရှိရယ်ဆိုပြီးအစပေါင်းများစွာရှေ့တောင်အရှာမှာအောင်မြင်တဲ့လုပ်ငန်းတစ်ခုကျွန်တော်ရှေ့လျှောက်လုပ်သွားလို့ရတယ်။ဆိုတော့ဒီအဆင့်၁၀ခုကကျွန်တော်အနေနဲ့လည်းအကြံပြုပေးခြင်းနဲ့ဟာဒီဟာလေးကိုရေရှည်မှာ follow ပေါ့နော်လိုက်နာကျင့်သုံးပြီးတော့လုပ်ငန်းတိုးချဲ့မယ်ဆိုရင် အခက်အခဲတွေကျွန်တော်ပြောခဲ့တဲ့ဟာတွေကိုအနည်းနဲ့အများတော့ကြော်ဖြတ်သွားနိုင်မယ်တေချာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုဒေသအလက်စားအနေအကြီးစားဖြစ်တဲ့အထိတိုးချဲ့သွားနိုင်မယ်လို့ဒါကျွန်တော်ယုံကြည်ရပေါ့နော်သူပြင်ကျွန်တော်တို့ရဲ့မြန်မာလုပ်ငန်းရှင်တွေအတွက်ဆိုတော့နောက်ဆုံး slide ကတော့ဒါကျွန်တော် conclusion လေးအတစ်ချက်အ share ပေးခြင်းနဲ့အဓိကတော့ဟိုမြန်မာလုပ်ငန်းရှင်တွေအနေနဲ့ဒါနိုင်ငံတကာလုပ်ငန်းတိုးချဲ့တယ်ဆိုတာတိုးချဲ့နိုင်တယ်တော်တော်များများကြတော့ ိုဘယ်လိုပြောမလဲအာဒီဟိုကိုရီးယားမြန်မာပြည်ဖြစ်တဲ့နိုင်ငံခြားကိုတိုးချဲ့ဖို့အတွက်လွယ်ပါမလားအခက်အခဲရှိလားဟိုဟိုဘယ်လိုပြောမလဲကိုရီးဒီဖြစ်ပါမလားပေါ့နော်ဒါတွေအားလုံးကခုနကျွန်တော်ဝင်မျှပေးခဲ့တဲ့တင်ကြားပေးခဲ့တဲ့ strategy funnel အဆင့်ဆယ်ဖို့တတိချာချာတစ်ခုချင်းစီဖြတ်ကျော်နိုင်တရားရဂိုင်းလုံးမအောင်မြင်လို့ဆိုရင်တော့မှ60 90ရဂိုင်းလုံးလောက်ကခီးရောက်နိုင်တယ်အောင်မြင်မှုတစ်ခုအနည်းနဲ့အများတော့ရယူနိုင်တယ်ဆိုတော့မြန်မာ အသေးစားအလက်စားလုပ်ငန်းရှင်တွေလည်းတခြားနိုင်ငံကဒီယူရီးယားလုပ်ငန်းရှင်တွေကမ်ဘောဒီးယားလုပ်ငန်းရှင်တွေလိုမျိုးပဲရှစ်တောင်အရှာမှာနေနေကလုပ်ငန်းတိုးချဲ့မှုကိုတကယ်ကိုလှုပ်ဆောင်တယ်လှုပ်လဲလှုပ်ဆောင်တယ်ကြောက်လှုပ်ဆောင်ဖို့လည်းကြောက်စရာမလိုဘူးအဓိကအချက်လက်တွေ research လုပ်ရမယ်တေချာ plan လုပ်ရမယ်ပြီးရင် account တွေပေါ်ရမယ်ဟုတ်ပါရဲ့ဒါကလည်းနော်ဒီတရားချက်ပေါ့နော်ပြီးရင်ခုနကကျွန်တော်ပြောလို့ကျွန်တော်ပေါ်ပြသွားတဲ့အဆင့်၁၀ဆင့်ကိုတေချာ line လာမယ်ဆိုရင်ဒါအောင်မြင်တဲ့ တို့ချင်းမှုတူကိုလုပ်တယ်။နောက်ပြီးအဓိကကတော့ဒီ ground visit ဟိုသွားမဲ့ visit ဟိုပါဘောနော်ဈေးွက်ထဲမှာဟိုကိုယ်တိုင်ကိုကြသွားလေးလာဟိုကလည်းအရေးကြီးတယ်။ဆိုတော့ဒီအချက်လေးနဲ့အာဒါကျွန်တော်အဆုံးသတ်ချင်တဲ့ conclusion လုပ်ချင်တယ်။အဲဒါကတော့ကျွန်တော်ဒါထပ်ပြီးတော့လေးလာချင်တယ်ဆိုရင်အာဟိုပြထားတဲ့ဒီဟိုလေးပေါ့နော် sorry ာပြထားတဲ့ဟိုနမူနာလေးပေါ့နော်။ဟွာလေးရှိရအဲ့အဲ့မှာလည်းဆက်ပြီးတော့ဟိုဖတ်လို့ရတယ်။နောက်ဒီ let the law မှာဆိုလို့ရှိရင်လည်းဒီမြန်မာပြည်ဘက်ကတိုးချဲ့ထားတဲ့တာတကဆိုဒီ YKK ကိုကျွန်တော် JO ဆိုင်ဘန်ကောက်မှာတိုးချဲ့ထားတဲ့တာတကလေးရှိရအဲ့အလေးကိုလည်းဆက်ပြီးတော့လေ့လာလို့ရပါတယ်။ဆိုတော့ကျွန်တော်ထင်တယ်အခုအချိန်လည်းကတ်နေပြီဆိုတော့ကျွန်တော် Q&A session လေးအဲတော့လို့ရပါတယ်။ဟုတ်ကျေးဇူးများအိတ်တင်ပါတယ်။